သေပံပညာရဲ့မြင့်မထံကိုရှာမတွေ့ဘူးပြောပါတယ်ဗုဒ္ဓဟောကြားတဲ့ကပံပြက်မယ်ဆိုတာလည်းပဲသေမံပညာရမကတ်ဘူးပြောပါတယ်ရှင်ပြန်ရှင်းပြပေးပါမြင့်မထံနဲ့ပတ်သက်တော့အခုနောက်ဆုံးထုတ်တယ်ဆိုဒီ British idea ထုတ်တယ် Buddhism ဆိုတဲ့စာအုပ်ထဲအရင်က အရင်လားဆိုတော့အရင်လားမဟုတ်ဘူးဒီအောက်တိုဘာလ24ရက်နေ့တုန်းကထုတ်တယ်ဘုံမော cosmology Buddhist cosmology ဆိုတဲ့ရေးထားတာရှိမြေမူတာမြေမူတာမှာထားပါတယ်စာမျက်နှာ30ကျော်လောက်ရှိရေးပြီးတော့ဘာထူးတော့ဆိုအရင်တော့တည်ထားတဲ့မြေမူတာနဲ့ခုတည်ထားတဲ့မြေမူတာဘာမှမထူးဘူး ဒီညနေရေးတဲ့မြေမော်တာချားနေဖုံးဖို့ရှိတဲ့စာအကုန်ဖတ်ပါတယ်ဘုဒ္ဓတရားတော်ဟာတိစ္ဆာလေးပါးနဲ့မကင်ရှိပါအဓိကဟာပြီးတော့ခေါ်တယ်။ကျန်တဲ့ဟာလည်းတော့မြေမော်တာတော့ဘာလို့ဆိုရလဲဘုဒ္ဓမပေါ်ခင်ကတည်းကရှိတဲ့အယူဆအဲ့ဒီအယူဆကိုမြတ်စွာဘုရားကအရေးမပါတဲ့အယူဆမှာလူတရားဒါတွေအဲတိတိတာဆိုတော့ တခါခါအဲ့ဒီပုံပြင်လေးကိုယူပြီးတော့ခေါ်လိုက်ဟုတ်ဒါက interpretation တွေကိုမြင့်မှုတောင်အဲရှိချင်းရှိမယ်မရှိချင်းလည်းမရှိဘူးဒါပေမဲ့ဗုဒ္ဓတရားတော်ထဲစိုးတယ်ဆိုတာဒါ literature evidence ရှိတယ်အဲ့ဒီကိုဒီမြင့်မှုတောင်နဲ့ပတ်သက်ပြီးဟောဒီကောင်းမောင်ခဲမှာရေးထားတဲ့ဟိုဖိုဒင်းတွေနဲ့ အဲရုပ်ပုံတွေနဲ့ရေးထားတယ်ဒီပကြီးတွေနဲ့လှလပေါက်ကရေးထားတယ်အဲ့ဒါ British Library မှာရှိအော် time မှာတွေ့တဲ့ time လိုရေးထား manuscript မျိုးတော့ဂျာအဲ့ဒီနှခုကိုလေးလာပြီးတော့ဟို back list ဆိုတဲ့ပညာရှင်တယောက်ကသူတွေ့ချက်ထားတယ်အဲ့ဒီမှာပါတဲ့ဟာတကယ်လို့ဘယ်ဟာကအမ်ဘယ်ဟာနဲ့ဘလောက်ဝေးတော့ဆိုအဲ့ဒါသူတွေ့ချက်ထားတယ် ူတွက်ချက်ထားတဲ့ဟာကတော့ဒါကတော့ curiosity ရတွက်ချက်ထားတာပုံမုံနေနဲ့အဲ့တော့ဟိုမြင့်မို့တောင်တကယ်ရှိလားမရှိဘူးလားဆိုတဲ့ဟာဒါကိုဘုထဝါကအရင်နေနဲ့ဘုံမုံကအဓိကယူဆလို့မယူဆဘူး Indian tradition နဲ့ဘုံမုံယူဆအဲ့ဒီကိမှာမြတ်စွာဘုရားကအဓိကကြတဲ့ message ကပါတော့ဒီမှာရှိနေတဲ့ဒုက္ခကိုကင်တွယ်နိုင်ရင်ဘဝကပို့ပြီးတော့ပျော်ရွှင်စရာကောင်းတယ်ဒီဟာပဲ ဒုက္ခနဲ့နေတော့တရားကျမ်းလည်းဟာတွေကတော့အိန္ဒိယနိုင်ငံမှာသူငိုတဲ့ရှိတဲ့ဟာအဲ့ဒါတော့ဟိုရှိတာအဲ့ဒါပြီးခဲ့တဲ့နှစ်ဆက်လောက်အထိစင်ကာပူကမြန်မာကလေးမှလည်းဘုံမို့နေသူမိဘရဲ့ရှိတယ်မိဘကျေးဇူးမြင့်မော်တော်ကြီးရဲ့ဆိုမြင့်မော်တော်မှမရှိဘူးဆိုရင်ဒါဘယ်လိုလုပ်မှာလဲ အဲ့ဒါကြောင့်ဟိုဟိုစာရေးဆရာတွေကွန့်တဲ့အခါမှာလေကွန့်တဲ့အခါမှာတတိထားဖို့ပြောပါတယ်မြင့်မို့ကြောင့်မြင့်မို့တော့အကြောင်းကိုမြတ်စွာဘုရားဒီလိုလက်ရှိတည်းဗုဒ္ဓဘာသာလို့ပြောရတဲ့ခေတ်မှာဗုဒ္ဓဘာသာရဲ့စာပေကအဲအကျမ်းအဖြစ်ဆိုနှမျိုးရှိတယ်တခုကတော့မြတ်စွာဘုရားတက်ရိုက်ဟောတယ်အဲ့ဒါပါဠိတော်လို့ခေါ်တယ်မြတ်စွာဘုရားတက်ရိုက်မဟောဘဲနဲ့နောက်ပိုင်းကျမှပြန်ပြီးတော့ဟိုချဲ့ထွင်တဲ့ဟာတွေအတက်ပဲရှင်းနေတဲ့ဟာတွေ အထည်ထားခေါ်တာပေါ့ commentary ခေါ်တယ်အဲ့ဒါလည်းပါဠိလိုပဲပါဠိပါဠိနဲ့ပဲအဲ့ဒါကြောင့်မြတ်စွာဘုရားဘာဝင်မရှိဘူးမြတ်စွာဘုရားဆိုအဲ့ဒီဟာလေးကိုဟိုခွဲခြားသိဖို့တော့အရေးကြီးတာမြတ်စွာဘုရားမဟောတဲ့ဟာကိုကမြတ်စွာဘုရားရဲ့နှုတ်ကပတ်တော်ထမသွားပြီးတော့ထည့်ပေးလိုက်ရင်ကိုကပဲဟုတ်ကဲ့ဒါမှပညာရှင်ကမှားတာပါနော်အာသိပ္ပံပညာရလည်းပဲဒီဒီ cosmology ကတော့ potential uh, you know, theory နဲ့ပြည်နေတာပဲ Stephen Hawking you know so so Hawking သူတစ်သက်လုံးယူဆလာတဲ့ the black hole theory သူ retire သွားပြီးတဲ့ခါကျမှအဲ့ဒီ theory ကိုပြန်ပြီးတော့ပြင်တာလေဟိုဆိုတာအ theory ပဲရှိသေးတယ်လို့ပြောချင်တယ်